အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မေလ13ရက်အင်္ဂါနေ့အတွက်မော်လဝတ္တခံမှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်ကပလီပင်လယ်ပြင်အတွင်းဒီကနေ့ညနေပိုင်းကနေစတင်ပြီးလေပြင်းနဲ့ရေဝန်ဖြစ်ပေါ်စေမယ်လေဝေလိုင်းတစ်ခုစတင်ဖြစ်လာမှာဖြစ်ပြီးအဲ့ဒီလေဝေလိုင်းဟာအနောက်ဘက်ကိုဆက်လက်ရွေ့ရှားကမေလ18ရက်နေ့မနက်ပိုင်းမှာမင်္ဂလာပင်လယ်ော်အလဲပိုင်းအတွင်းလေပြင်းနဲ့ရေဝန်တစ်ခု ဖြစ်လာနိုင်မယ်လို့မော်လဝတ္တပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ် အဲ့ဒီလေဖျားနဲ့ရေဝင်းကအကောင်လာကမော်နိုင်းငယ်ဖြစ်ကိုပြောင်းလဲသွားမှာဖြစ်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကန်းဂျီကိုချင်းကဲ့ဖြတ်ကျော်မှာဖြစ်ပါတယ်။ဒီကနေ့ညနေအထိရခိုင်ပြည်ကရနီကရပြည်နေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံပြည်နယ်နဲ့တိုင်းတွေမှာနေရာအနှံပြားမုတ်တစ်ချုံရွာနိုင်ပြီးရွာရင်ရှောင်းပြည့်ဖြစ်ပါတယ်။ထရနာရီတိုင်းမှာတော့နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်တင်ကနေတိမ်ထထန်နေပါဗျ။မြမကန်ယိုဒန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလိုင်းအသင်တင်ကနေလိုင်းကျနိုင်ပြီးလိုင်းမြင့်ပေ9ပေကနေ9ပေကန်အထိရှိနိုင်ပါတယ်။တရနာရီတိုင်းမှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးအဆိုပါမိုးတိမ်တောင်တွေရွေရှားရတလျှောက်မိုးရွံ့သွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပစ်ခြင်း လျှင်စည်းလွတ်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ချိုးတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမိုးစလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းမြဝချုံမော်ဒေသတွေမှာမိုးသေးထန်စွာရွာသွန်းခြင်းမိုးတိမ်နှောင်တွေဖြစ်ပေါ်ခြင်းလေပြင်းတိုက်ခတ်ခြင်းစားတဲ့မိုးလေဝသအခြေအနေများဖြစ်ပေါ်နိုင်ပါရဲ့ရှင်။ကျမနွယ်နွယ်ပါ